အလုံးမင်္ဂလာပါခင်ဗျာ channel လေးကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာဒီဇင်လဲအစမှာဆိုလို့ရှင်တော့1869နှစ်ရူဝီနီးယားပြည်နယ်ကိုပုံဖော်လို့ထားပါတယ်စေပြအငင်းနေတဲ့ modern ဆိုတဲ့သူတရားဆိုလို့ရှင်တော့သူ့ရဲ့ level မှာတက်တုနဲ့ပြည်လုပ်ထားတဲ့ထူးခြားဆန်းများတဲ့ collage တခုတက်ထားပြီးတော့တက်တော်တွေကိုအသေးစံထွက်ပြေးလို့နေရပါတယ်အဲဒီ collage ရဲ့နောက်ခင်မှာတော့ဓာတ်တော်တခုကလိုက်လံနေပြီးသူ့ရဲ့လမ်းကြောင်းမှာရှိတဲ့အရာမှန်သမျှကိုဖျက်တောက်နေတာပဲဖြစ်ပါတယ် ော်ဒန်ကအီယာမာပင်ကိုကြီးရဲ့အကြောင်းကိုရေရွင်နေပေတမလောက်ကိုတရိပ်ပေးခြင်းတဲ့အကြောင်းပြောဆိုနေပြီမဲ့လေမကြခင်မှာပဲလိုက်လာတဲ့ဓာတ်သားကြောင့်သူ့ရဲ့ကောင်းဟာဖျက်သက်ခံလိုက်ရပါတယ်မော်ဒန်အလောင်းကိုဗိုလ်ချုပ်မက်ဒူကရှောက်တေပြီးရဲ့နောက်မှာလှောင်ပြောင်နေတဲ့အချိန်မှာတော့အဝေးတနေရာဖြစ်တဲ့ဘာဘာဂျီနီယာမှာတော့ကေဘရင်ဂျင်းဟာရေစီပန်းကြီးတစ်ခုထဲမှာလှပတဲ့မြေသမီးတယောက်နဲ့ပျော်ရှင်စွာနဲ့အပန်းဖြေလို့နေပါတယ်သူတို့ရဲ့နောက်ကဇူညာတန်လေးကြောင့်ပဲအနောက်ရှက်ဖြစ်နေပြီးဂျင်းဟာအပေါက်လေးကနေချောင်းမေးကြည့်လိုက်တဲ့အခါမှာတော့မက်ဂရက်ရဲ့တပည့်တွေကတရားမဝင်တဲ့ပစ္စည်းတွေကိုတည်ယူဖို့အတွက်ရောက်လာတာသတိထားမိပါတယ် ရေစီပိုင်းကိုထန်းထားတဲ့မျိုးစင်ကိုမြင်းနေဟာတိုက်မိတာကြောင့်ပြိုသွားခဲ့ရကနေအဝိမူပါတဲ့ဂျင်းဟာရာဇဝတ်သားတွေအရှိမပေါ်ပေါ်တင်းနေရောက်ရှိလို့သွားခဲ့ပါတယ်။ဂျင်းဟာဓမြအုပ်စုကိုတိုက်ခတ်ရင်းနဲ့အဝိစားတွေကိုအလင်းမြန်ဝိစင်ရပါတယ်။သူကမျိုးသမီးကိုနှုတ်ဆက်နှမ်းရှုပ်ပြီးတဲ့နောက်မှာကျိုးစဲချလို့တရားဝင်ပြည်စည်းတွေတင်ဆောင်ထားတဲ့လက်ပေါ်ကိုလုံခြုံစွာနဲ့ဆင်တန်နိုင်ခဲ့ပါတယ်။တရားဝင်ပြည်ကြီးလိုက်တဲ့အခါမှာတော့နိုင်ထရူလို့ခေါ်တဲ့ပောက်ကွေးစီတဲ့ပြည်စည်းတွေကိုတွေ့လဲရပြီးတွေ့ချက်ထားတဲ့ခုံပေါင်းမှုတွေနဲ့ဂျင်းဟာရှေ့တုန်းကမြင်းစီကိုရောက်အောင် ပြေးလိုက်ပါတော့တယ်။ တချိန်တည်းမှာပဲမျိုးတွေမောင်ရှင်ကိုလုံးကလည်းအပြစ်မှုမကောင်တဲ့အိမ်တွေမှာအမျိုးသမီးလိုဟန်ဆောင်ပြီးတော့မန်ဒရီရဲ့အာယုံကိုဖမ်းဆီးလို့နေပါတယ်။ကောလုံကတော့သူ့ရဲ့ဝန်စားစင်မှုတွေကကရိယာကိုသုံးပြီးတော့မှသူ့ကိုဖမ်းမှုတဲ့စ조사တဲ့သူကိုပြန်ထိုးခဲ့ပါတယ်။မက်ဂရီကတော့သူ့ကိုရွေးချယ်ပြီးတော့မှခေါ်ထုတ်ဖို့စ조사တဲ့သူကိုပြစ်တက်လိုက်ပါတယ်။ဂျေးစီလာတဲ့မြင်းနေတောင်ကမောကနေပြုတ်ချလို့နေပါဖြစ်ခဲ့ပေမဲ့သူဟာအချိန်မီရန်နိုင်ခဲ့ပါတယ်။သူ့ရဲ့အဆောင်ကိုကြည့်ပြီးတော့မှမက်ဂရီကိုတွေးလိုက်လို့အဲ့ဒီပပက်လေးကိုစတင်ပြီးတော့ရောက်လာခဲ့ပါတယ်။ ကော်နောမိုက်ရကိုအခန်းတော်တစ်ခုစီကိုခေါ်သွားပြီးတော့သူ့ရဲ့ဘရာဇီးယားတင်းမှာဖွင့်ထားတဲ့သတိလစ်စီတဲ့ဆက်တစ်ခုကိုပေါ်ထုတ်သုံးဆဲခဲ့ပါတယ်။ကော်နောကတိမ်ပင်ပညာရှင်အက်စကိုဘားကိုပြန်ပြီးဆွဲဖို့အတွက်ဘသူကငွေပေးခဲ့တာလဲလို့မေးမြန်းခဲ့ပြီးမြဲလေဆက်ကရက်သွားတဲ့အခါမှာဂျင်းကလည်းပြတင်းမောကနေဖြစ်ဝင်လာပြီးတော့မိုက်ရကိုထိုးချလိုက်ပါတော့တယ်။ဂျင်းကပြစ်ခတ်ဖို့အတွက်စူးစမ်းပြီးမြဲလေကော်နောကတော့သူ့ကိုလိုအပ်တယ်ဆိုပြီးတော့တားမြစ်ခဲ့တာကြောင့်မိုက်ရဟာဂျင်းကိုနေရင်ကနေတွန်းချပြီးတော့ထွက်ပြေးခဲ့ပါတော့တယ်။ ချိန်ကမဂရရဲ့လူတွေနဲ့တိုက်ခိုက်နေတဲ့အချိန်မှာကိုရုံကအက်စကိုဘာနဲ့အတူတူခိုးထက်ဖို့ကြိုးစားနေတဲ့ဓမြတချို့ကိုတားဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လည်းချိန်ကတော့မတော်တဆသူ့ကိုတိုက်ခိုက်မိတာကြောင့်ပဲသူတို့ရန်ဆောင်နေတဲ့အချိန်မှာပဲဗီလင်းနီဟာလွတ်မြောက်လို့သွားခဲ့တာပါ။ကွန်ဖက်ဒရိတ်စစ်သားဟောင်းဒေါက်တာအာလက်စ်ကတော့သူ့ရဲ့မျိုးသမီးအဆောင်ကိုလူရဲ့နိုင်ငံလှုပ်ရှားမှုကိုဖတ်ခံပြီးတော့မှကိုရုံနဲ့ချင်းတို့ဟာဥပဒေစိုးမိုးရဲ့အဖွဲ့ဖြစ်တဲ့အကြောင်းသိရှိခဲ့ရပါတယ်။ပြမေးစရာနဲ့တိမ်မြင်ညာရှင်ကိုမြင်းနာဘောကိုတင်ပြီးတဲ့နောက်မှာတော့အာလက်စ်ကနက်ထရီပါတဲ့လေကို အဆောက်အုံတွေကိုတွန်းပို့လိုက်တာကြောင့်ပဲကြီးမားလာတဲ့ပောက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ပါတယ်။ရန်ငယ်ကြာပြီးတဲ့နောက်မှာတော့ဂျင်းကိုသမရယုံငယ်စီကိုခေါ်သွားတဲ့အခါမှာအဲဒီလူဟာအယောင်ဆောင်တယောက်ဖြစ်တယ်ဆိုတာဂျင်းချက်ချင်းပဲသိလိုက်ရပါတယ်။သမရကငင်းဆိုလိုက်တဲ့အခါမှာတော့ဂျင်းကမန်နေဂျာကိုပြစ်လိုက်တာကြောင့်ပဲအဲဒီလူဟာအယောင်ဆောင်ထားတဲ့ကော်တွန်ဖြစ်တဲ့အကြောင်းဝန်ခံလိုက်ပါတယ်။အဲဒီချိန်မှာပဲတကယ်သမရဂရင်းကရောက်လာခဲ့ပြီးတော့သူတို့နဲ့အတူတကွာအလုပ်လုပ်ရမယ်လို့ကြေညာပါတယ်။သမရကသူတို့ကိုလူဝဲခန်းနဲ့ခေါ်သွားခဲ့ပြီးတော့အမေရိကရဲ့အကြီးမြတ်ဆုံး တိဗ္ဗမညာရှင်အားလုံးကိုမဂရကပြန်မေးဆွေးနွေးတဲ့အကြောင်းရှင်းပြခဲ့ပါတယ်။မဂရကသမ္မတစီကိုပို့လိုက်တဲ့စာရင်းမှာပြန်မေးဆွေးခင်ရတဲ့တိဗ္ဗမညာရှင်တွေဟာဈေးကုန်းမြင်နိုင်တဲ့လက်နက်စနစ်တစ်ခုကိုဖန်တီးနေကြတယ်လို့ဆိုပါတယ်။အဲဒီစာကိုပင်ကိုယ်ရဲ့အပြစ်ပါတဲ့ဂိမုံတလုံးနဲ့တူတူပို့ပေးခဲ့တာဖြစ်ပြီးအဲဒီစုံတွေကမဂရဟာသွေးလူတသမားဖြစ်ပေမဲ့ညံကောင်းသူမဟုတ်တာကြောင့်ပဲအဲဒီနောက်ကမှကျူးကန်သူတယောက်ရှိတယ်လို့တန်ရရဝင်နေပါတယ်။ တမန်ကတော့သူ့ရဲ့အထူးရထားကိုသူတို့ကိုအုံပြုခွင့်ပေးခဲ့ပါတယ်။ဂေါ်ဒွန်ကသူ့ရဲ့မော်တော်ဆိုင်ကနေအရင်ရောက်လာပြီးတယောက်တည်းထွက်သွားဖို့ကြိုးစားပါတယ်။ဂျင်းကမြင်းနဲ့လိုက်လာခဲ့ပြီးတော့ရထားဝင်မောက်ဘော်ကိုခုံချလိုက်တဲ့အခါမှာဖွက်ထားတဲ့ထောင်ချောင်းတစ်ခုစတင်ကအလုံးလုပ်ပြီးတော့မြင်းနဲ့ချက်ကအပေါက်ကနေသူ့ကိုရထားတွင်ထဲကိုရောက်စေခဲ့ပါတယ်။ဂေါ်ဒွန်ရဲ့ဂျင်းတို့ဟာရဲရောက်ချင်းမှငင်းခုန်ကြပြီးဂျင်းကသူတို့ကိုထိုးလိုက်ပါတယ်။အန်နော်မော်တော်ဂေါ်ဒွန်ကအယုံပြောင်းမှုတွေထူးဆန်းတဲ့လှုံ့ဆော်မှုတွေပြုလုပ်ပြီးခေလုံးနေတဲ့အခါမှာ တူကြီးတစ်ချောင်းထွက်လာပြီးတော့ဂျင်းကိုရိုက်ချလိုက်ပါတယ်။ဂျင်းကပူးစပွဲပေါ်ကိုပြုတ်ချသွားခဲ့ပြီးစပွဲကသူ့ကိုကျိုးနဲ့ချင်းချောင်းလိုက်ပါတယ်။စပွဲလည်သွားခဲ့တာကြောင့်ပဲဂျင်းဟာဂျေသားလက်အနေနဲ့ထိတွေ့စေတဲ့အခါမှာတော့ဂျင်းကလက်ကန်တကူဆွဲလိုက်တာကြောင့်ပဲဂေါ်လုံရှိတဲ့တိုင်ကုန်လေးအလားတူဖြစ်စေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့နေ့ဟာသမရအတွက်အပြစ်ခက်ရဲစဲဖို့သဘောတူပြီးတော့အတွင်းထဲကိုပြောင်းဝင်သွားခဲ့ကြပါတယ်။ကော်လုံကမော်တန်ရဲ့ကောင်းကိုစက်တလုံးနဲ့ချိန်ဆက်လိုက်ပြီးသူမတင်ဆုံးရဲ့နောက်ဆုံးမြင်ခဲ့ရတဲ့မြင်ကွင်းမိုက်ဂရီကိုစစ်စစ်ကြည့်ရှုခွင့်ရရှိခဲ့ပါတယ်။ မဂရရဲ့အိတ်ကမှာနယူးအော်လင်းကဝစ်ဆွန်ပါတီဖိစာကိုသတိထားမိတာကြောင့်ပဲသူတို့အဲ့ဒီကိုတွားခဲ့ကြပါတယ်။ပါတီညမှာတော့ဂျင်းကအဆောင်ပပက်လေးကိုခိုးဝင်ပြီးတော့အဆောင်ကိုလက်သေးနဲ့ထိုးပြီးတော့သတိမီတော့အောင်ပြုလုပ်ခဲ့ပါတယ်။ပြတင်းမောက်ကနေတက်သွားခဲ့ပြီးအထက်ကိုရောက်တဲ့အခါမှာအာလက်ဆေကိုရေးလက်ထောက်မေဆင်နဲ့တွေ့ဆုံခဲ့ပါတယ်။ဂျင်းကတော့လူအထင်းမှာဝစ်ဆွန်ဖြောထားတဲ့ဂိုလုံးကိုသတိထားမိပါတယ်။ အာဗြဟံလင်ကိုယုဒိယဝင်လာတဲ့အခါမှာတော့ယုဒိယအရိယဟာပေါက်ခွဲသွားခဲ့ပြီးခနာကိုတချမ်းပျော်ဆုံးနေတဲ့အာလက်စ်ပေါ်လာခဲ့ပါတော့တယ်။သူကစေချုံခဲ့တာကိုမကျေနပ်ပေမဲ့လည်းဖာတီဟာပျော်စရာကောင်းစေခြင်းတဲ့အကြောင်းပြောပါတယ်။ဂျင်ကတော့မက်ဂရက်အကြောင်းမေးတဲ့အခါမှာအာလက်စ်ကမတွေ့တာကြားပြီးလို့ဟန်ဆောင်ခဲ့ပါတယ်။အဲဒီမှာပဲဂေါ်ဒွန်ဟာအကသမားလေးကိုခိုးချောင်ခွဲသွားလာနေတာတွေ့ရပြီးတရားရုံးကအကူအညီလာပြီးတော့တောင်းခံနေတာကိုလည်းကြားလိုက်ရပါတယ်။အာလက်စ်ကမက်ဂရက်နဲ့တည်တဲ့စကားပြောဖို့တဲ့ထွက်သွားတာကို ဂျင်းကလိုက်ပါစူးစမ်းခဲ့ပါတယ်မက်ဂနက်ကတိုက်ခိုက်တဲ့ညမှာပဲလက်နက်တွေဆုံးရှုံးခဲ့တာကြောင့်ပဲဒေါသတွေထွက်နေတာပါအလက်စကမြေပေါ်ဆွဲပြီးတော့မြန်နာကနေရတခုစီကိုလက်နက်တွေထပ်ပို့ပေးမယ်လို့ကတိပေးခဲ့ပါတယ်။လူတွေထော်တော်ပြီးတဲ့နောက်မှာတော့ဂျင်းဟာရုံးငင်းလေးကိုဖောက်ဝင်လာခဲ့ပြီးတော့မြေပေါ်ကခြံသားကလေးအမှတ်သားတွေကိုချီအားခံလိုက်ပါတော့တယ်။အဲဒီအချိန်မှာပဲအစ်ဝင်လာခဲ့ပြီးတော့မှဂျင်းကိုနံပြီးတော့အယုံပြောင်းဖို့အတွက်စူးစမ်းခဲ့ပါတယ်။ရုတ်တရက်ပဲပကြီကားတစ်ချက်လှုပ်ရှားပြီးတော့မှဖုံးကွက်ထားတဲ့အဆောင်တရောက်ပေါ်လာခဲ့ပါတယ်။ ူကဂျင်းကိုပြစ်ခတ်ဖို့အတွက်စူးစမ်းခဲ့ပြီမလဲဂျင်းကမြင်မြန်စမ်းစမ်းလှုပ်ရှားလိုက်တဲ့အခါမှာအီကအပြစ်ခံလိုက်ရပါတယ်ပင်မထမတော့ဂျင်းကသူကော်ရုံးလိုတင်ရတဲ့အမျိုးသမီးတယောက်ကနေပြီးတော့မှသူတရီထားမိသမျှအရာအလုံးကိုပြောပြလိုနေပါတယ်သူကစားနောက်ပြီးတော့သူမရဲ့ရင်မက်ကိုထိလိုက်တဲ့အခါမှာအမျိုးသမီးကသူ့ကိုရိုက်ချလိုက်ပါတယ်ကော်ရုံးပြန်ပေါ်လာပြီးဂျင်းကိုချိုးပေးတင်တယ်လို့ဩလိုက်တာကြောင့်ပဲလျိုးကဂျင်းကိုအပြစ်မက်ကိုခေါ်ထုတ်သွားခဲ့ကြပါတယ် ဘော်တော်ကအကူကြီးတောင်းကန်တဲ့ကြားလိုက်ရတဲ့အခါမှာတကားရဲ့တုတ်ကိုဖွင့်လိုက်တဲ့အခါမှာလောင်ရင်ထဲမှာတောခဲထားတဲ့ဘရီဒါကိုတွေ့လိုက်ရပါတယ်။ဂေါ်တော်ကတုတ်ကိုဖြုတ်ပြီးတော့သူမကိုလှည့်ပေးခဲ့ပါတယ်။အပြင်မှာချင်းကမိုင်မဲတဲ့မိန်ကုံးတစ်ခုနဲ့လူအုပ်ကိုအာယုံပြောင်းဖို့တဲ့စူးစမ်းလုပ်နေပြီးသူထိခဲ့တဲ့အမျိုးသမီးကိုလည်းလက်တက်ခွင့်တောင်းလိုက်တာကြောင့်သူမသတိလေသွားခဲ့ပါတယ်။အဲဒီမှာပဲဂေါ်တော်နဲ့ရီယာတို့ဟာမြေသားတစ်စီးနဲ့ပေါ်လာခဲ့ပါတယ်။ချင်းကအဆောင်ကိုတက်ခဲ့ပြီးတော့ကျိုးကိုအုံပြူကခြေသွဲထားတဲ့ပလက်ဖောင်းကိုဖျက်ချော်ပြီးသူတို့နဲ့ပေါင်းဖို့တဲ့ပြုလုပ်ပါတယ်။ ရီတာကတော့တမရဲ့ဖခင်ဟာ Escobar ဆိုတဲ့သိပ္ပံပညာရှင်မဟုတ်ပဲနဲ့တမကဖြိုရေးသမားမဟုတ်ပဲဖခင်ကိုရှာဖို့အတွက်လှုပ်ဝဲလာခဲ့တာဆိုပြီးတော့ရှင်းပြပါတယ်။မြေတဲကလေတဲတဲပေါ်မှာအလန်နဲ့မက်ဂရက်တူကသူတို့ရဲ့နောက်ထပ်စီရင်ကိုစီစဉ်နေပါတယ်။ကန်နာမှာမက်ဂရက်ရဲ့စစ်သားတွေကအမိန့်ကိုဆောင်တိုင်းနေပါတယ်။ယုဒီယာပဲရင်းနှီးမွေးနဲ့မောင်းနေတဲ့တင်ကားတစ်စီးရောက်လာခဲ့ပြီးအဲ့ဒီတင်ကားဟာမိဖွေလို့သူ့ရဲ့ပက်ပက်လေးကလူတွေကိုလှည့်မြဲစွာပစ်တက်လိုက်ပါတော့တယ်။မက်ဂရက်ကဒေါသနဲ့ထွက်နေပြီးတော့တင်စာဖောက်မှုအတွက်အာလစ်ကိုအော်ဟစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းအာလစ်ကမက်ဂရက်နဲ့အက်စတို ဆီရှုံးတဲ့အခါမှာလက်နဲ့ချောက်ရတာကိုသူကတိစာဖောင်းမှုဖြစ်မြင်ခဲ့တာပါမက်ဂရဂါတနက်ထိုးလိုက်ပြီးမှလည်းအာလက်စ်ကတော့သူ့ရဲ့ဘိန်းတဲ့ကလထိုင်နဲ့အရင်ဆုံးပြစ်လိုက်တဲ့အခါမှာမက်ဂရတေဆုံးခဲ့ရပါတယ်အဲ့တော့မှတော့အာလက်ကစစ်သားတချို့ကို8000ကီလိုဂရမ်ကိုစပိုင်ဒါကွန်ရက်ကိုယူလာဖို့တဲ့တောင်းဆိုခဲ့ပြီးသူဟာသူ့ရဲ့အခြေစုံလက်နက်ကိုဖော်ထုတ်ပြသမယ်လို့လည်းဆိုထားပါဗျ။ဂျင်ကတော့ဒီလိုလုပ်နိုင်တဲ့လက်နက်ကို New Liberty ဆိုတဲ့လူလက်တဲ့ဂျုံမျိုးလေးမှာတွေ့ခဲ့ရပြီးအသက်ကြီးတဲ့အမျိုးသမီးတွေနဲ့ကလေးတွေကိုပြင်းမဲ့လေ့ကျင့်ဖို့တဲ့အသုံးပြုခဲ့တာလို့ရှင်းပြပါဗျ။ သူတို့ရဲ့မျောနှံကိုကြားလိုက်ရပြီးဒီထဲမှာမက်ဂရရဲ့အလောင်းကိုတွေ့လဲကြပါတော့တယ်။မက်ဂရကတော့သူမတရားဆွဆဲခံရတာဖြစ်ပြီးတော့မှတကယ်တော့အာလက်စ်ပါလို့ရှင်းပြပြီးတဲ့နောက်မှာတော့သူဟာတေဆုံးလို့သွားခဲ့ပါတယ်။ဗီဒန်ကတော့အာလက်စ်ရဲ့နေရာကယူလာရှိတာပဲလို့ပဲပြောခဲ့ပါတယ်။အဲဒီဆိုရင်ဟာရထားဘော်ကိုတက်ပြီးတော့ရီဒါကိုတားခဲ့ကြပါတယ်။ရီဒါကသူရဲ့နောက်ကိုလိုက်ပြေးပြီးတော့ဂျင်းအိနေမကတုံ့ပြုခဲ့တဲ့မန်နေဂျာကထောင်ချအပေါ်ကနေဝင်လာခဲ့ပါတယ်။ မကြခင်မှာပဲသူတို့ဟာအားလဲစီရထားကိုတွေးလိုက်ကြပေမဲ့လေဥမေလိုင်ကောင်းကိုဖျက်ပြီးတဲ့နောက်မှာတော့မတွေးတော့ပါဘူးအားလဲစီရထားဟာအထူးရောက်ညီတန်းလေးကိုအသုံးပြုပြီးတော့အပေါ်ကိုမြင့်နေပြီးဒီလိုလေးရဲ့ရထားကိုအရင်ဖျက်သွားခွင့်ပေးလိုက်တာပဲဖြစ်ပါတယ်အားလဲစီကတော့မေးပွန်းလိုက်တဲ့အခါမှာဂျင်းကပူစပွဲပေါ်ကိုတက်ပြီးတော့ရထားလက်မောအောက်ကိုဆင်းသွားခဲ့ပါတယ်ဒါပေမဲ့လေကျိုးပြတ်တော့သွားတဲ့အခါမှာဂျင်းကလှည့်မြန်စွာလှုပ်ဆောင်ပြီးရထားဘောကိုခုန်တက်နိုင်မှုတွေကျိုးကိုရထားနဲ့ချီနှောင်လိုက်ပါတော့တယ် အဆောင်ကျောင်းနဲ့တက်ခဲကြပြီးတော့ဂျင်းဟာသူ့ရဲ့ဘုဖနဲ့ထဲမှာဖွဲ့ထားတဲ့ဓာတ်ကိုသုံးပြီးအနိုင်ရရှိခဲ့ပါတယ်။ဂျင်းကအလောင်းကိုမိဘခုံးနိုင်တွေကိုပြစ်ထည့်လိုက်တဲ့အခါမှာတော့အာလက်စ်ကယထာနေစီကိုချိန်ဆက်ဖို့အတွက်ဟာဘွန်ကိုပြစ်လိုက်ပါတော့တယ်။အဲဒီအလောင်းကြောင့်ပဲဘွိုင်းလာဟာပေါက်ခဲသွားခဲ့ပြီးယထာနေစီလုံးရတန့်သွားခဲ့ပါတယ်။အာလက်စ်ကသူ့ရဲ့ယထာလေးကိုဝင်လာပြီဆိုတဲ့အခါမှာရီတာနဲ့ဂေါ်ဒွန်တွေပြင်းပြီးတော့ပုံကြပါတယ်။ဂျင်းကသူတို့ကိုရှာတွေ့တဲ့အချိန်မှာရီတာကမတော်တဆအိပ်ပျော်စေတဲ့ဒုံးဝေပုံကိုပွင့်လိုက်တဲ့အခါမှာသူတို့အားလုံးသတိလေသွားခဲ့ပါတယ်။ အချိန်နှင်းခဲ့ကြတဲ့အခါမှာတော့ဂေါ်ဒွန်ရဲ့ဂျင်းတို့ဟာတရုတ်ကိုလာရင်းနဲ့ပဲသူရဲ့ခြေတော်တွေပတ်လည်မှာတင်းငယ်တဲ့ခြံစည်းရိုးတစ်ခုနဲ့မြေပြင်ပေါ်မှာနှုတ်ထားလို့လာပါတော့တယ်။အားလည်းစကားတို့ရှုံးနေသွားတော့ကိုလှောင်ပြောင်ပြီးရီတာနဲ့တူတူသူတို့ရဲ့ယထာနဲ့ထွက်ခွာလို့သွားပါတော့တယ်။ဂေါ်ဒွန်ကဂျင်းတို့ထဲမှာနေသည်မြကာလာဘလုံးသူရဲ့အသက်ရှင်မဲလို့ရှင်းပြထားတဲ့ဆတဆောင်ကိုတွေ့လိုက်ရတယ်။ဂျင်းကပြင်ကိုထွက်လိုက်တဲ့အခါမှာပက်လေဓာတ်သွန်တစ်ခုကိုဖြစ်လိုက်တဲ့ဆက်တစ်ခုဟာသူရဲ့အနောက်ကနေလိုက်ပြီးတော့လမ်းမှာရှိတဲ့အပင်တွေအလုံးကိုဖျက်တောက်လို့နေပါတော့တယ်။ ကောလနီကအဲ့ဒီကောလနီမှာတန်လိုက်တွေပါပြီးတော့မှနှစ်ပေါင်း၄၀၀ကျမသာဆွာဆုံးရှုံးမယ်လို့ရှင်းပြထားပါတယ်။သူတို့လူတွေဟာအနည်းဆုံးမျိုးစီကိုပြေးသွားပြီးတော့ဓာတ်တော်တွေနှိကက်လာတဲ့ကမ္ဘာတော့တပြိုင်နက်တည်းပဲ။ခုံကြလိုက်တဲ့အခါမှာဓာတ်တော်တွေတခုနဲ့တခုတိုက်မိပြီးတော့ပျက်စီးလို့သွားကြပါတော့တယ်။အဲဒီဆိုနေဟာ GNA ကိုပြုတ်ကျသွားတယ်ဆိုတာမကြခင်သဘောပေါက်လာကြပါတယ်။မျိုးနင်းကနေထွက်လာပြီးတော့ငင်းကုန်နေကြတဲ့အချိန်ဂေါ်တုံးကအချင်းကိုကျော်တုံးနဲ့ရဲဘူးတွေစူးစမ်းပြီးမြေကိုလာကိုထိသွားခဲ့ပြီးတော့ တန်တန်းရဲ့ဆွဲရင်ဝင်ရုံးဆုံးပြောင်းလဲသွားပြီးကိုလာတွေတစ်ခုနဲ့တစ်ခုတွေ့ကြလို့သွားစီပါတော့တယ်သူတို့ရောလေးစင်းသွားခဲ့ပြီးတော့မြေထဲကိုပြုတ်ကြရာကနေကော်လာရီဟာလွတ်ထွက်သွားခဲ့ပါတယ်။ဂျင်းကားနဲ့သူဟာကျုံပြစ်ခိုင်းစေခင်ရတဲ့စိုက်ကင်းကနေထွက်ပြေးပြီးရအောင်မှာတော့တဲကန်နိုင်ရတဲ့ကအိန္ဒိယလူမျိုးတွေဟာသူ့ကိုမွေးမြူခဲ့တဲ့အကြောင်းရှင်းပြပြီးသူရဲ့မိသားစုကိုပြန်တွေ့တဲ့အခါမှာသူတို့ဟာနယူးလစ်မီကအလောင်းတွေထဲမှာပါဝင်နေခဲ့တာပဲဖြစ်ပါတယ်။နောက်နေ့မှာတော့သူတို့ရဲ့တဲကန်နိုင်ရတဲ့ကိုလမ်းလျှောက်နေတော့မှာ ကော်ရိုရဲ့လက်ထက်ကကိုလာဟာ LL ရဲ့တီးတဲ့ရထားလမ်းနဲ့တက်ပြူသွားတာကြောင့်ပဲအခုတော့သူတို့သူ့ကိုလိုက်နိုင်ပြီပဲဖြစ်ပါတယ်။နောက်ဆုံးမှတော့သူတို့ရဲ့ရထားကိုစပိုင်ဒါကွန်ရဲ့မှာတွေ့လိုက်ရပြီးတော့အားလဲဟာမြို့တစ်မြို့လုံးကိုတိစောက်ထားတယ်ဆိုတာတွေ့လိုက်ရပါတယ်။သူရဲ့အဆုံးစုံလက်နဲ့ကတော့သူရဲ့လမ်းကြောင်းဘက်ကအရာအလုံးကိုဖျက်ဆီးပြနေတဲ့အေယာမဆက်ရုပ်ပင်ကိုကြီးပဲဖြစ်ပါတယ်။ဘလုံးကတော့ဒါဝင်ကြီးရဲ့ပြန်တန်းဆက်လို့တခုခုကိုတိစောက်ထားတဲ့နယ်လို့ထင်မိမဲ့လေအချိန်ကြီးတော့ဘူးလို့ပြောပါတယ်။ အဲဒီချိန်မှာအေယာမပင်ကိုကြီးပေါ်လာခဲ့ပြီးတော့မြို့ထဲကိုဝင်လာပြီးလူတွေကိုတက်ဖြတ်ပြီးတော့အဆောင်အုံတွေကိုဖျက်ဆီးလိုနေပါတယ်။ရိုးရဲပဲကိုလုံးဟာတမနာအသွင်ထွက်လာခဲ့ပြီးတော့မှသူဟာတကယ်တမနာလို့ဟန်ဆောင်နေပါတယ်။ဂျင်းကပင်ကိုဘကိုတက်သွားပါတယ်။အာလက်စကတော့ဂရန်နီယောလုံးကိုဖမ်းဖို့တဲ့ပိုက်ကွန်ပစ်လိုက်တဲ့အခါမှာအဆောင်ကဂျင်းကိုပစ်လိုက်တဲ့အခါမှာဂျင်းပြုတ်ကျသွားခဲ့ပါတယ်။နောက်မှတော့အာလက်စကသူ့ရဲ့အခြေသေးစကမ်းမှာပွဲလို့ပြီးတော့မှနိုင်ငံအစိပ်ပိုင်းတွေကိုရောင်းချမယ်လို့ရှင်းပြပါတယ်။ ချိန်ကနိုးထလာခဲ့ပြီးဂေါ်ရီးယားတန်ကျဝင်းအင်ဂျီကြောင့်ပဲသူအသက်ရှင်နေခဲ့တာကိုတွေ့လိုက်ရပါတော့တယ်။သူရဲ့ရာဇီကိုပြန်သွားပြီးတော့ကပတင်းမှာဖွဲ့ထားတဲ့မီနီဂန်ကိုတွေ့လိုက်ရပြီးဂေါ်ရီးယားဝစ်စုံတွေကိုသတိထားမိပြီးတော့စိတ်ကူးတစ်ခုလည်းရခဲ့ပါတယ်။အခြေစကန်မှာဂရန်ကလည်းနဲ့ချဖို့တဲ့ညင်းဆိုတာကြောင့်ပဲအာလက်စ်ကဂေါ်ရုံကိုတက်ပြက်မယ်လို့ချိန်ချောက်ပါတယ်။အဲဒီချိန်မှာချိန်ကထူးခြားဆန်းများတဲ့အကသမားတယောက်လိုဝစ်စင်ပြီးတော့ရောက်လာခဲ့ပါတယ်။ သူကအလက်စ်ကိုအာယုံပြောင်းပြီးတော့တော်ခိုးယူပြီးတော့မှဂေါရုံကိုလွန်မြောက်စေခဲ့ပါတယ်။ကံပေါင်းဆောင်တဲ့ပဲချင်းဟာသူ့ရဲ့ဘရာဇီယာတဲ့ကမိဘတွေကိုမတော်တဆအဖွင့်လဲမိပါတယ်။ဒူရင်းကအာယုံပြတ်နေတဲ့အချိန်မှာတော့အလက်စ်နဲ့သူ့ရဲ့အဆောင်တွေကဂရန့်ကိုပင့်ငူတွေကိုဆွဲခေါ်သွားကြပါတယ်။ချင်းကတော့ရှစ်လုံးဘောလုံးအဖြစ်အသွင်ယူထားတဲ့ဘောလုံးကိုပြစ်လိုက်တဲ့အခါမှာကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ရီဒါကအသိပညာရှင်အားလုံးကိုလှုပ်ပေးပြီးလုံခြုံတဲ့နေရာကိုပြေးခဲ့ပါတယ်။ချင်းကဒေါ်လာကိုပြန်တန်းဆက်တိစားဖို့အတွက်တောင်းဆိုပါတယ်။ဂေါရုံကတော့တာမင်ကြီးရဲ့စိတ်ကူးတွေနဲ့ သူ့ရဲ့စလင်းကိုအသုံးပြုပြီးတော့ပြန်တန်းဆက်ကိုတိဆောက်ခဲ့ပါတယ်။သူတို့လူတွေကဆက်ကိုဂျာကဘဘက်ကိုမောင်းသွားပြီးတော့မှပြန်တန်းလာခဲ့ကြတာပါ။မကြာခင်မှာအဲဒီစုံလေးဟာရောက်လာခဲ့ပြီးတော့ဥရိစာပောက်ကွဲစေတဲ့ပစ္စည်းတွေကိုပြစ်ချတိုက်ခိုက်ခဲ့ပါတယ်။သူတို့ရဲ့တိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ခဲ့ပြီးမယ်လေ။နောက်ဆုံးမှပြစ်ချခံလိုက်ရပြီးပင်ကူတွေကိုဒိတ်ရိုက်တမ်းမိတာကြောင့်ပဲအဆောင်တွေရောက်ပြုတ်ချခဲ့ပါတယ်။အဆောင်တွေကအဲဒီစုံလေးကိုဝန်းရံပြီးတော့အားလက်စီကိုခေါ်ဆောင်သွားခဲ့ပါတယ်။ အားလည်းကထောင်ချောင်းခွင်တို့ချင်းဟာအောက်ထက်ကိုပြိုချသွားခဲ့ပြီးလက်အစားဓာတ်သွားရရှိတဲ့လူတယောက်နဲ့တိုက်ခိုက်နေရပါတော့တယ်။ချင်းကဆက်ကနေကျိုးတချောင်းကိုအုံပြပြီးတော့မှကာဝေးထားကြောင်းပဲဓာတ်သွားပါတဲ့လူကိုလွင့်ထွက်သွားအောင်ပို့ခဲ့ပါတယ်။သူဟာဒုတိယလူကိုအင်ဂျင်တွေကိုပြစ်ထည့်ပြီးတော့တတိယလူကိုခေါပြောင်းနဲ့ထိုးချလိုက်တာကြောင့်တရေလက်ခဲ့ရတာပါ။အဲကြောင့်မှပဲသူတို့ရေပြားနဲ့လူတယောက်ရောက်လာပါတယ်။ရန်သူကချင်းကိုတွန်းချတော့မဲ့ချင်းဒီမှာသူ့ရဲ့ချစ်စရီကယူရီရဲ့ပဲလျှက်စစ်လျှော့ဖြစ်သွားခဲ့ပြီးတော့သူဟာပြိုချခဲ့ရပါတယ်။အဲတော့မှတော့ချင်းဟာ အားလက်စ်ကိုကန်လိုက်တဲ့ကမာရောအားလက်စ်ကစက်ကြောက်တွေအသုံးပြုပြီးထိုင်ကုန်ကိုစွန့်ခွာနေတာကိုဖော်ထုတ်ပြသခဲ့ပါတယ်။ဂျင်းကသူ့ကိုထိုးလိုက်ပြီးမဲ့လဲအားလက်စ်ကသူ့ကိုပြန်ပြီးတော့ကန်နိုင်ပါတယ်။ဂေါ်ဒွန်ကတော့သူ့ရဲ့လက်စွပ်ထဲမှာဖွက်ထားတဲ့တနက်သေးသေးလေးတစ်လက်ကိုထုတ်ပြီးပြစ်လိုက်တဲ့အခါမှာကြီးစင်းကအာလက်ဆဲခြေတော်တစ်ချောင်းကိုကျူးသွားစေတာကြောင့်ပဲသူဟာအခုမလုံနိုင်တော့ပါဘူး။ဂရန်ကပင်ကိုကြီးကကြောက်ကပါဘော်ကနေပြောကြတော့မယ်ဆိုတာသတိထားမိတာကြောင့်ပဲဂေါ်ဒွန်ကထိန်းချုပ်ဖို့စူးစမ်းပေမဲ့အကျိုးမရှိပါဘူး။အာလက်ကသူ့ရဲ့ထိုင်ခုံစီကိုပြင်ရောက်လာပြီး ူရဲ့ဖွဲ့ထားတဲ့တနက်ကိုပြစ်လိုက်ပြီးမဲ့ဂျင်းကိုပြစ်မဲ့အစားပင်ကိုကိုထိမှန်သွားခဲ့တာကြောင့်ပင်ပင်ကိုဟာကြောကဘာအဆုံမှာရက်တန်သွားခဲ့ရပါတယ်။အလက်စကာရှော့ကျသွားပြီးတော့မှဂျင်းကလည်းကျသွားခဲ့ပါတယ်။ဒါကြောင့်မဲ့ဂျင်းကအသက်ရှင်မှုအတွက်သူ့ရဲ့ရန်သူကိုဖတ်တွေ့ထားရပါတယ်။အလက်စကာသူကိုစဉ်စားမပြတ်လွန်မြောင်နေတာကြောင့်မဲ့ဂျင်းကထိုင်ကုန်းရဲ့လက်ကင်ကိုဆွဲလိုက်တာကြောင့်အလက်စကာပြုတ်ကျတေဆုံးခဲ့ပါတယ်။ဂျင်းနဲ့ကြားတဲ့ခါမှာတော့ Grand Secret Service လို့ခေါ်တဲ့အင်ဂျင်စီတစ်ခုဖန်တီးခဲ့တဲ့အကြောင်းကြေညာပါတယ်။ကိုရိုနဲ့ဂျင်းတို့ဟာပရမအောင်အေဂျင်တွေပါပဲ။ ရီတာကအက်စကိုဘာဟာသူမရဲ့ဖခင်မဟုတ်ဘဲနဲ့ခင်မွန်ဖြစ်တဲ့အကြောင်းပေါ်တော်ရင်းနဲ့ပဲသူတို့နှစ်ယောက်ရဲ့မျိုးဆက်မှုတွေကိုလိမ့်လျူရှုခဲ့ပါတော့တယ်။ဂျင်းနဲ့ဂေါ်နိုဟာပင်ကိုရဲ့ဘောကနေနေဝင်ချင်းကိုစီးနေပြီးတော့လိုက်ပါသွားကြပါတော့ရေဗျာ။ဟုတ်ကဲ့ဒီနေ့ဇလန်နီကောတော့ပါခင်ဗျာ။ဆောင်းရီလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့မှကျွန်တော်ရဲ့ channel လေးတွေမှာဇလန်ကောင်းလေးတွေနဲ့ပြန်လည်ဆုံတွေ့ပါအောင်မယ်ခင်ဗျာ။